မန္တလေးမာမြမုန်ဘုရားဆိုရင်မျက်နာတော်ဆိုလို့ရှိရင်ညိုးနေတယ်ပေါ့နော်နောက်ပြီးတော့မစွရင်တိုက်တဲ့တိုက်ဟောင်းပေါ့လေဦးစင်းလေးမစွရင်မှနေခဲ့ပါလေနေခဲ့ဥပါတယ်မစွရင်မှဆိုနာရီဇန်ကြီးဆိုလုံးဝပြိုကျသွားတယ်မစွရင်မှဆိုဒီတိုက်တဲ့အလုံးလုံးကြီးတခါတည်းမြေထည့်ကိုမြို့ကျသွားတာတော့ကျိုးကြောင်းနေဆိုရင်လုံးဝပိတ်မိသွားတာပေါ့နော်ဘုန်းကြီးတွေစာအုပ်ဝေးဖြစ်နေတာပေါ့ကိုယ်တိုင်ကိုကြားတော့မယ်မင်းကလေးကိုတော့ ဘာလို့လဲဦးဇင်းလေးကြောင်းလေးရှိတာပဲလေမန္တလေးမှာနေပြီးတော့အဲ့တော့တချို့ PC တွေလက်ဝက်ရတနာတယ်တချို့ရွှေဆိုင်တွေရှိတယ်တချို့စိန်ဆိုင်တွေရှိတယ်ပစ္စည်းတော်တာတွေရှိတယ်တချို့ရတနာဆိုင်တွေရှိတယ်အဲ့တော့ဒီငလင်ပေးတဲ့ညပစ္စည်းတော်တာအဲ့ဒါတွေကိုလည်းမခိုးမလူမရဘူးအရေးကြီးတယ်မခိုးကြောက်မလူကြဘူးဒါတွေကိုနေပြီးတော့ဒါသက်ဆိုင်တဲ့ကိုပိုက်ရှင်ကိုအကြဘူးပြကြဘူးပေါ့နော်ဒါဒါတကယ်ကိုဘုန်းနိုင်ငံသူနိုင်ငံသားဂျပန်ကူညီပေးကြဘူးပေါ့နော် ုလို့လို့ကြားတာ ਨੇ ပထမဆုံးအစဉ်ဟို Telegram ကြည့်လိုက်တဲ့ခါမှာတော့ဒီဟိုစပေါ့စကိုင်းပေါ့နော်စကိုင်းတတာဟောင်းပေါ့ဒါစကိုင်းတတာဟောင်းကြိုးကြနေတာတော့တွေ့ရတယ်အဲနောက်တဖြည်းဖြည်းနဲ့နောက်တက်လာတဲ့ခါကျရင်မန္တလေးမှာနေပြီးတော့အစာအုပ်တွေအိမ်တွေအာပေါ့နော်ဟောဒီဟိုတယ်တွေဒီအစာအုပ်တွေပေါ့နော်နောက်ဒီမန္တလေးတက္ကသိုလ်တို့ပေါ့လေမင်းလောင်နေတာတို့အဲ့ဒါတက် တော်တော်များကိုပျက်စီးတဲ့အခါတွေ့နေရတော့ဥစဉ်တန်းတွေမှာလည်းကြည်နောက်မန္တလေးတဒါပေါ့နော်မန္တလေးဒီလေစိတ်လိုပျက်စီးနေတာတော့နောက်လေစိတ်မှာဆိုလို့ရှိရင်လူတွေလေဆက်ခါနေမလို့တော်တော်လေးကိုလူရဆက်ခံဖြစ်သွားတာလို့နောက်နေပြီးတော့ဟိုလေစိတ်တဝါတော့ပေါ့နော်ပျက်စီးသွားတာတယ်တော်တော်များကိုဥစဉ်တို့နိုင်ငံရဲ့ဟိုအနေထိုင်ုံလေးပေါ့နော်အကောင်းဆိုးဝါးတွေဥစဉ်မနေ့ကနေပြီးတော့ မြန်လာတွေ့လိုက်ရတဲ့ခါကျရင်ဝန်ဆင်းလို့နိုင်ငံသူနိုင်ငံသားတွေအတွက်ဟိုဘောနော်ဒီကက်ဘေးတစ်ခုကြောက်ရတယ်ပေါ့အတွက်အမတမဟိုစိတ်ထိခိုက်ရတာပေါ့နော်ညရဝန်ဆင်းလို့တတန်းတစ်ချောင်းမှာဆိုလို့ရှိရင်တော့ဒါကြားတာကြားဘူးတယ်ပေါ့နော်ဟိုစာရောကြီးပြောဘူးတော့ပကံငလင်းရဲ့လုံတုံးကနေပြီးတော့စာရောကြီးတိုင်းမြင်လာရတာပေါ့လေဆိုတော့အခုဆိုရင်တော့ဒါဝန်ဆင်းလို့တတန်းတစ်ချောင်းမှာဆိုလို့ရှိရင်ဒါဒါအရန်ကြီးမာတဲ့ smart point server ဆိုတာကရန်ကြီးမာတယ်အထိုင်းနိုင်ငံမှာဆိုရင်8.2အထိလုံးပါတယ်အဲ့တော့ဂျပန်နိုင်ငံမှာဆိုရင် smart point 7ဆိုတော့စတော်တော်လေးလုခါသွားတဲ့ဟာပေါ့ဂျပန်ဆိုခဏခဏလုတာပေါ့ဒါဥစဉ်တော့နိုင်ငံမှာဆိုရင်ဘူးဆိုရင်ဒီမန္တလေးမြို့ကိုဗဟိုပြုပြီးတော့လုတော့တဲ့ခါကျရင်စကိုင်းတို့မန္တလေးတို့နေပြည်တော်တို့နော်ချန်ရှေတို့အောင်ပန်းတို့မှာဆိုဟိုတယ်တွေကကလုံးပြည့်စီတာပေါ့ဥစဉ်တော့ကတော့ဒါကြောင့်မလို့ဥစဉ် ကိုတက်နိုင်တယ်တက်နိုင်တယ်ဖက်ကနေပြီးတော့ဒါဒီမီဒီယာ queen ကနေတဆင့်ပေါ့နော်ဒါပြပြပြတွန်းပြပမှာရှိနေတဲ့ဦးစင်းတို့တပြင်းနေနေဒီဒီတာကိုနိုင်ငံသူနိုင်ငံသားတွေပေါ့နော်ပြပမှာရောက်ရှိနေတဲ့ကိုနိုင်ငံသူနိုင်ငံသားတွေဟိုကိုတက်နိုင်တယ်ဆိုရင်သူကအသိဉာဏ်ပဲဖြစ်အတတ်ပညာပဲဖြစ်ဖြစ်အစာအသောက်ပဲဖြစ်ဖြစ်အဝတ်အထည်ပဲဖြစ်ဖြစ်ပေါ့နော်ကိုတက်နိုင်တဲ့ဟာကိုလူတန်းဖို့အတွက်နေပြီးဦးစင်းဒီမီဒီယာ queen ကနေတဆင့်ဦးစင်းဦးစင်းဖိတ်ခေါ်ပါတယ်ပြပမှာရောက်နေတဲ့နိုင်ငံသူနိုင်ငံသားတွေ ပြည်ထောင်မှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေဒီအချိန်မှာဥစဉ်တော့ဝိုင်းဝန်းကူညီကြမယ်ဒီတဘာဝဘေးဒဏ်အကြောင်းမြင်းကလေးအကြောင်းလို့တော့ရဲခံစားနေရတဲ့မန္တလေးမှာရှိနေတဲ့ကိုယ်နိုင်ငံသူနိုင်ငံသားကိုယ်အမျိုးတွေပဲကိုယ်နိုင်ငံသူနိုင်ငံသားတွေပဲကိုယ်တကာတကာမားတွေကိုတက်နိုင်တဲ့ဘက်ကဒီငါနဲ့မဆိုင်ဘူးသူနဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မနေကြပဲနဲ့ရန်ကုန်မြို့မှာရှိနေတဲ့ဥစဉ်တော့ပတ်စံရှိတဲ့တပည့်တကာတကာမားတွေ လူငယ်အားငွေရပြီတက်နိုင်တဲ့ဖက်ကနေပြီးတော့ဒီလမ်းတော်လို့လာလို့ရပြီဆိုလို့ရှိရင်ဒီအောင်ပန်းတော့ချန်ပီယံလိဂ်ကိုဦးစင်းလို့တော်ပြီးတော့ကုညီဖို့တက်ဦးစင်းအစစ်စင်းနေလုံနေတယ်အဲ့တော့ဒါကြောင့်မလို့ဒီမီဒီယာကွင်းကနေတဆင်ပေါ့နော်ဦးစင်းအကုန်လုံးဖိတ်ခေါ်ပါတယ်အထူးဖိတ်ခေါ်ပါတယ်ကန့်လန့်ပါတယ်စင်မကောင်းပြရတဲ့ပုံမှာမန္တလေးမဟာမြမွနီဖျားဆိုရင်မျက်နာတော်ဆိုလို့ရှိရင်ညိုးနေတယ်ပေါ့နော်မြင်ရတာဖူးရတာပေါ့ပြီးတော့စိတ်မချမ်းသာဘူးပေါ့နော်နောက်ပြီးတော့မစွန့်ရင် တိုက်တိတိုက်ဟောင်းပေါ့လေဦးစင်းလေးမစွန့်မှာနေခဲ့ပါတယ်နေခဲ့ပါတယ်မစွန့်မှာဆိုတော့နိုင်ဆိုင်ကြီးဆိုလုံးဝပြိုကျသွားတယ်မစွန့်မှာဆိုဒီတိုက်တဲ့အလုံးလုံးကြီးတခါတည်းမြေထုကိုမြို့ကျသွားတာတော့ဒါမစွန့်ရင်တိုက်တိုက်ဟောင်းလို့ပေါ့နော်နောက်ဘုရားကြီးတို့နောက်ဒီမဟာကန္တာဝန်အကြောင်းတို့အမရပူရမဟာကန္တာဝန်အကြောင်းတို့အကြောင်းတွေတိရှိဟောင်းအကြောင်းတွေတော်တော်များအာပျက်စီးတာပေါ့နော်အဲ့တော့လည်းမြင်ရတာကြာရင်တော့ဦးစင်းတို့နိုင်ငံတော်ကက်ကြီးပေါ့နော်ဆိုင်တာပေါ့နော် ရှိုးကြောင်းနေဆိုရင်လုံးဝပိတ်မိသွားတာပေါ့နော်ဘုန်းကြီးတွေစာအုပ်ဝေးဖြစ်နေတာပေါ့အဲစာအုပ်ဝေးဖြစ်နေနေနေပြီးတော့ဟိုအခုကဒီဦးစင်းတို့ငေလက်ကြီးပေါ့လေစာအုပ်ဝေးဖြစ်နေတယ်နောက်ဓမ္မစီရတက်တဲ့စာအုပ်ဝေးဖြစ်နေတယ်ဒီစာအုပ်ဝေးဖြစ်နေတဲ့အချိန်ကာလမှာနေဒီလိုမျိုးရဟန်းတန်ဃာတော်တွေလူပုဂ္ဂိုလ်တွေမေတ္တာရှင်တွေတော်တော်များကိုပေါ့ပါသွားတာပေါ့လေအဲဒီအတွက်တော်တော်လေးကိုတို့တို့ရှုပ်ရှားစရာကြီးကောင်းတာပေါ့တော်တော်စိတ်မကောင်းစရာစိတ်ထက်ခိုက်စရာလည်းဖြစ်တယ်စီစဉ်နေရှိရရှိရ ိုတိုင်းကိုကြားသွားမယ်မန္တလေးကိုသွားမယ်ဘာလို့ဆိုဦးဇင်းလေးကြောင်းလေးရှိတာပဲလေမန္တလေးမှာနေပြီးတော့မန္တလေးမှာဦးဇင်းတို့ကြောင်းနဲ့အရှိတ်ဖက်မှာဆိုရင်ဦးဇင်းတို့ကြောင်းလေးရှိတာမန္တလေးမှာမန္တလေးမှာဆိုပကံညာဦးတို့ကြပတာတို့မိထီလာတို့ဝန်တွင်တို့ရှော်ပင်တို့ဆိုတာဦးဇင်းတို့လိုတော်ပြည့်စာတော်ဖရာကြီးရဲ့တပည့်တကာတကာမာတယ်များတဲ့ခါကျရင်စာတော်ကြီးတထောင်ထားတဲ့ပရိယပတိပတ်တထောင်ထားတဲ့ကြောင်းနဲ့သာသနာ့ကအဆောက်လို့လည်းအများကြီးရှိတယ်လို့ဒါကြောင့်မလို့ဦးဇင်းတို့ တက်နိုင်တဲ့ဘက်ကကိုယ်တကာတကာမှလည်းဒုက္ခရောက်နေပြီဆိုတော့ဘဝကူညီဖို့အတွက်ဦးစင်မီဒီယာဘက်ကနေတဆင်အထူးမေတ္တာရက်ခံပါတယ်လို့ဘဝကူညီကြပါမယ်လို့ကိုလွန်ဖိုက်တိုင်းပါလို့နော်ဟုတ်ပြီတော့ဒီအလိုရောပဲမန္တလေးကတော့မှတော့ထိတိုင်းနေတာဆိုရှယ်မှုမရှိဘူးကွာအဲဆက်တယ်လို့မရသေးဘူးတချို့ကလည်းဘုန်းလိုင်းတွေပြက်နေတယ်တချို့ကလည်းဆက်တယ်လို့ရတယ်အရှင်နေမသိရသေးဘူးတချို့ဘုန်းတွေဆက်လို့ရတယ်တချို့ဘုန်းတွေဆက်လို့မရဘူးပေါ့နော်တချို့တကာမှလည်းဆက်တယ်ရတယ် တော့ဆက်သွယ်လို့ရတဲ့လူတွေရှိတယ်ဆက်သွယ်လို့မရတဲ့လူရှိတယ်ဒါပေမဲ့အဲ့အတွက်ဥစဉ်တော့စူးစမ်းနေတယ်ပေါ့နော်အဲ့တော့တချို့ PC တဲ့လက်ဝက်ရတနာတယ်တချို့ရွှေဆိုင်တယ်ရှိတယ်တချို့စိန်ဆိုင်တယ်ရှိတယ်ပျက်စီးသွားတာတွေရှိတယ်တချို့ရတနာဆိုင်တယ်ရှိတယ်အဲ့တော့ဒီငလင်ပေးတဲ့ကြောင့်ပျက်စီးသွားတာအဲ့ဓာတွေကိုလည်းမခိုးမလူမရဖို့အရေးကြီးတယ်မခိုးကြဘူးမလူကြဘူးဒါတွေကိုနေပြီးတော့သက်ဆိုင်တဲ့ကို ပိုက်ရှင်ကိုအကြဘူးပြကြဘူးပေါ့နော်အဲ့ဒါတကယ်ကိုကိုနိုင်ငံသူနိုင်ငံသားရိုက်ပန်းကူညီပေးကြဖို့ပေါ့နော်သူကကိုတက်နိုင်ရင်တက်နိုင်သလားကာယဒါနာပဲဖြစ်လောဘဒါနာပဲဖြစ်အစာအသောက်ပဲဖြစ်ထွေထွေဝရဝေစာပဲဖြစ်ဖြစ်ပေါ့နော်တက်နိုင်တယ်တက်နိုင်တယ်ပဲကကိုနိုင်ငံသူနိုင်ငံသားတွေအခက်အခဲအကျက်တက်တွေဖြစ်လာတဲ့အချိန်မှာထောက်ပံ့ဖို့ကူညီပေးဖို့အတွက်ကိုဒါမဟုတ်တာတွေမလုံကြဘူးမဟုတ်တာတွေကိုချောင်ရှားဖို့ပေါ့နော်အတူအယောင်တွေကိုသတိထားဖို့ကောလာဟလတဲ့သတိထားဖို့ဒါကြောင့်မလို့ သူတတိထားပြီးတော့ဦးဇင်းတို့ဟိုဒီသတင်းမီဒီယာတွေကိုနားထောင်ဖို့ပေါ့နော်တကယ်သတင်းအတူတွေရှိသတင်းအမှန်ကန်နေရှိရဒီဥစ္စာတွေကိုနားထောင်ဖို့အတွက်ကိုဦးဇင်း knowledge share အနေနဲ့နေပြီးတော့ media ခွင့်ကနေတဆင်ပြောကြလိုပါတယ်လို့အဲအင်းရှိဘူးနောက်ကစမချမ်းသာတယ်လို့ပေါ့နော်ဘာဖြစ်ပြအခက်အခဲကြက်တွေဖြစ်လာပြီဆိုရင်ဦးဇင်းတို့ရဟန်းရှင်သူ ပြည်သူတွေအနေနဲ့နေပြီးတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုလေးနေသူသူပဲပါအားငယ်သူအားပဲပါတနိုင်သလောက်တနိုင်တဲ့ဖက်ကဝန်ဝဲကူညီဖို့အတွက်ဦးစင်းတို့အနေနဲ့အဆင်သင့်ပါပဲလို့ဩဦးစင်းတို့ဒီမန္တလေးကနေပြည်တော်ကစကိုင်းကပေါ့နော်နော်ရှမ်းရှိဘက်ကငလျံဘေးတန်ကြောင်းခန်းစားခဲ့ရတဲ့တပည့်တကာတကာမှလည်းဦးစင်းတို့ဒီရန်သူမျိုးငါးပါးကနေပြည်တော်လျှောက်ပါစေလို့ဦးစင်းဆုတောင်းမေတ္တာပို့သားပါတယ်လို့ ဗျာဆနာပြည့်စုံကြပါစေလို့ဦးဇင်းတို့မန္တလေးကတပည့်တကာတကာမှလည်းဦးဇင်းမေတ္တာပို့ဆုတောင်းနေပါတယ်လို့အားပေးစကားပြောကြလို့ပါတယ်